ပါ။โอ้တကယ်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများသိမှအယံစိတ်ပူတယ်။ဆွေအားလုံးပဲမင်္ဂလာပါမွေး channel လေးရံကျေးဇူးလိုက်ပါတယ်။ Mock Discipline Channel ဗီဒီယိုတွေရော line ပေါ်မှာအရင်ကနာမည်ကြီးနေတယ်။ line စိန်ဆိုင်ရပေါ့နော်။ဒီ upload ရေးခဲ့တဲ့ညီမလေးကို unfollow ဆောင်ဝပေးလိုက်တဲ့ဗီဒီယိုလေးရယ် line ပေါ်မှာဂျင်းတက်ရောင်းနေတဲ့ဒီဆယ်လီတတိယဒီရဲ့အကြောင်းကိုပေါ့နော်။အပြပြလက်တီမရဲ့ဗီဒီယိုရဲ့ချီတဲ့မျိုးတွေလည်းအလိမ့်ခံမကြည့်အောင်လို့ပြန်လည်းမျှော်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ Bye. Oh. ဘာရောင်းလေးတော့ဘာရောင်းလေးတော့အိုဘာရောင်းလေးမာတာကမလို့လေမလေးလည်းကြိုးစားတယ်လူငယ်တယောက်လည်းဖြစ်နေတယ်ကြိုးလည်းကြိုးစားတယ်ဆိုတော့ကြောင့်အမကအမဆက်နိုင်တယ်မလားနေတယ်မလေးရဲ့ရှင်းဆက်အနာဂတ်မှာဘယ်မှာနေလဲဒီလိုဒီလိုလည်းလုပ်ရအောင် မစပရက်ကရာဆက်ကောရင်ပေးတာအေးပြောလားကဲကဲလို့ပြောတာနေနေပြတ်ဖြစ်တယ်ပြီးတော့ညီမလေးအကြည့်တရားပါညီမလေးကမှဒီလိုလေးတာပါနေတော့ငါတို့ကစပရက်ပေးနိုင်မလဲဘူးเนาะပေးနိုင်တယ်စဉ်းစားကြည့်ရဲ့ကောင်ကအမလည်းဒီဆိုလာခဲ့နေတရားပါအဲ့တော့မလေးကိုစားရဲတို့သူငယ်တွေဆိုတော့မပို့ပြော supporting page နဲ့ရှေ့ရောက်ပါရင်စားတော့စားတော့ဒီအဲဒီ조사ရဲ့နေမှာလေး ရှိတယ်။ဒါလေးကတော့ဖတ်မှာမဟုတ်ဘူးတော့။အားဒီမလေးကိုဒီလိုဖုန်းလေးသားဆောက်ပြီးလို့ဆိုရင်ဒါလေးရှိချာအများကြီးလုပ်လို့ရသွားပြီ။ဒီလိုညာလေးဘာကြောင်တိတ်ဖြစ်တာဒီတော့ပြန်လာဟုတ်လား။လုပ်ငန်းကကြည်လေတဲ့ဆက်ရှင်ကလေးပဲတဲ့အာဒါလေးကိုပြောချင်ပါတယ်ပေါ့နော် များသောအားဖြင့်ညီမတို့က ချင်းခဲ့ကြရဲဟိုရင်တော့လည်းကိုယ်လည်းလူမျိုးပဲပေါ့နော်အာလုပ်ငန်းကြီးဖြစ်သွားရင်ပတ်စံတွေအများကြီးရှိသွားရင်စိတ်မချရတော့ဘူးဒီအခက်အခဲတွေကိုမရင်ဆိုင်ရတော့ဘူးဆိုပြီးတော့တွေးတက်ကြရဲပေါ့နော်ဒါကလည်းကိုယ်ဆိုလည်းဆိုင်ပေါက်စာလေးတော့လည်းဒီလိုပဲပေါ့နော်အာဆိုင်ထိသွားရင်ဒီခက်ခဲတွေမရှိတော့ဘူးဒီလိုဆိတ်ရှုပ်ဆရာတွေမရှိတော့ဘူးဆိုထင်သားခဲ့တာအဲ့ဒါလေးမှားတယ်နော်လူတိုင်းပဲလုပ်ငန်းပိုကြီးလာလေပိုပြီးဆိတ်ရှုပ်ရလေပိုပြီး stress ဖြစ်လာလေ အောင်မြင်လာလေးပို့ပြီးတော့အာဆိတ်ရှုပ်ရလေး strip ဖြစ်လာလေးပါပဲလူတွေကချက်တာလာနဲ့အရာလုံးပြီးသွားမယ်ပဲထင်နေကြတာချက်တာလာရုံနဲ့လည်းအရာလုံးမပြီးပါဘူးလူတိုင်းမှာစဉ်ညစ်စရာအခက်ခဲစွာရှိတယ်ဂိမ်းတစ်ခုလိုပဲခု level 1ကိုချက်တန်းလိုက်တယ်ပြီးသွားရင် level 2ကနောက်တစ်ဆင့်မှာပိုခက်တယ်အဲ့လိုပဲ level 10ဆိုဘယ်လောက်ခက်မလဲအဲ့ level 10မှာတော့ level 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 လူတိုင်းမှာကိုယ့်တက်ချမ်းသာရဲ့လူဆိုတာရှိတယ် ဒီညီမတို့ဆိုလည်းညီမတို့တက်ချမ်းသာတဲ့လူတွေရှိရအဲ့ချမ်းသာတဲ့လူတွေမှာလေချမ်းသာတဲ့လူတွေလူတွေဆိုတာမပြီးနိုင်ဘူးအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ level level အအအအလာတိုင်းမှာအများကြီးအခက်ခဲတွေစိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေရှိတသိန်းဝင်တသိန်းနဲ့ထိုက်တယ်နဲ့ stress ရှိတယ်စိတ်ရှုပ်စရာရှိတယ်ဆယ်သိန်းဝင်ဆယ်သိန်းနဲ့ထိုက်တယ်နဲ့စိတ်ဆုပ်ရှာရှိတယ် stress ရှိတယ်သိတရားဝင်သိတရားဝင်နဲ့ဟာလေကိုက်ကြရရှိတယ်အဲ့တော့ပြောချင်တာကငါအချိန်တွေတခုရောက်ရင်တော့ ပြီးတော့မှာပါစိတ်မညစ်ရတော့ပါဘူးစိတ်မရှုံးရတော့ပါဘူးဒီလုံကလုံးဝမထင်ပါနဲ့လူဘွားဖြစ်တဲ့အတွက်အငြင်းတဲ့အခက်ခဲတွေစိတ်ရှုပ်စရာတွေစိန်ခေါ်မှုတွေဟာစောင့်ကြနေပါတယ်လို့ပြောချင်ပါတယ်ဘယ်တော့မှပြီးမှာမဟုတ်ပါဘူးပြီးမဲ့ချင်းကတော့ကိုဒီလောကကြီးမှာမရှိတဲ့အချိန်မှာပဲဒါရီကောင်ကချုံချင်းသွားမှာပေါ့နော်အဲတော့လုပ်ငန်းကြီးလေးပို့ပြီးစိတ်ရှုပ်ရတယ် ပိုပြီးစူးစမ်းပါပိုပြီးအမလျှော်ပါနဲ့အငဲတဲ့အငဲတဲ့ဆောင်ပွဲတွေကိုဖြေသွားပါလို့ပြောချင်ပါတယ်အငဲတဲ့အခက်ခဲတွေကိုအောင်းနိုင်အောင်တနေ့တဲ့တနေ့ပိုပြီးစူးစမ်းသွားပါလို့ပြောချင်ပါတယ် ရွှေရွှေယူခဲ့အောင်မအန်တီရွှေတွေတော့မိုးဖို့ရတယ်မနက်ကအော်ဒါတွေအရင်များပြီးတော့မှရွှေတော့မိုးရတယ်ခဏနေရွှေတွေမိုးထားလို့ဒေါ်ကြီးကြီးရွှေတွေကအပေါင်ဆိုင်ရောက်သွားပြီလားဆိုပြီးမင်းနေအောင်မယ်လူတွေလူတွေနော်ခတ်တယ်ထိုင်နေတော့လဲထိုင်နေလို့ထားတော့လဲထားနေလို့တဲ့နော် ချင်းချင်းလေချင်းချင်းပြောချင်တာပေါ့နော်ချင်းချင်းတို့ကလေစီးပွားရေးသမားတွေလုပ်ငန်းရှင်တွေဘယ်အချိန်မှထပြီးတော့မှလေမင်းသမီးတွေဖြစ်သွားလဲချင်းချင်းတို့မသိဘူးရောအတင်းစိတ်အနုစိတ်ကိုထိုင်ကြည့်ပြီးမှအမျိုးမျိုးဝေဖန်ပြောဆိုနေတာအခုနောက်ပိုင်းဆိုရင်လေဒီ TikTok social media ပေါ်မှာပေါ့နော်မင်းမီမင်းသားကြားတွေတော့အဲ့လိုမတွေ့ရတော့ဘူးနော်ချင်းချင်းတို့ညီမเจ้าတွေကြီးပဲကျင်းနဲ့တယ် ကျင်းနဲ့တဲ့တခုပဲတခုပဲနှမျောတာတခုပဲကျင်းကျင်းတို့ကိုဝေဖန်ပြောဆိုနေတယ်ဆိုတော့သူတွေကလေကြီးလိုက်နော်အလုံးမရှိအကင်မရှိဒါလေကျင်းကျင်းတို့ရဲ့ဒီဗီဒီယိုဖိုင်တွေပေါ့နော်တကူတကကျင်းကျင်းတို့ရဲ့ဗီဒီယိုဖိုင်တွေကိုဒေါင်းလုဒ်လုပ်မယ်ပြီးရင်အဲအဲ့လိုမျိုးပေါ့နော်မဟုတ်တန်းအဲ့လိုမျိုးစာတွေရေးမယ်နော်မဟုတ်တန်းဟာတွေရေးပြီးမှ live မော်တင်မယ်လိုက်တွေ view တွေရလို့ရှိရအကောက်တွေပြန်ရောင်းစားချင်ကြတာလားဟဲ့ ဟုတ်လားအဲ့လိုမျိုးလားပြောမယ်အကောင့်တစ်ခေါက်ရောင်းလို့ဟုတ်လား follower view တွေများပြီးမှအဲ့ဒီအကောင့်ကိုပြန်ရောင်းစားလို့ဘယ်လောက်ရမှာလဲလင်းငါသိမ့်ပေါ်နော်အချိန်တွေများကြီးပေးရတယ်လေနော်အဲ့တော့ကြီးကြီးနိုးကိုထိုင်ကြည့်ပြီးမှတရက်တရက်နော်ဘလိုမျိုးဘလိုမျိုးဗီဒီယိုဖိုင်တွေကူးပြီးဘလိုမျိုးတင်ရမှာလဲလူတွေကဘလိုတင်မှဘလိုမျိုးတွေကြည့်များမှာလဲဆိုပြီးမှပေါ့နော်အဲ့လိုမျိုးအချိန်ကုန်မခံနဲ့အဲ့ဒီအချိန်တွေကိုလေ အလုတ်လုတ်လိုက်တန်ဖိုးရှိသွားမယ်ကိုရဲ့ဘဝမြင့်မာရေးတွက်ပေါ့နော်တန်ဖိုးအမတန်ရှိသွားမယ်အချိန်ရန်ကုန်တယ်ရောကြည်ကြည်တကယ်နှမျောမိတယ်တကယ်နှမျောမိတယ်ကြည်ကြည်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုအတစ်လုတ်နော်တစ်ခါပြန်ကူးယူတစ်ခါပြန်ကူးတင်ဟူတရက်တရက်လည်းနင်းတို့မှာနော်ကုံချမ်းတွေရှာနေရတာជីချင်းတို့တရက်တရက်ဘာတင်လိုက်မလဲအဲတင်တာကိုကြည့်ပြီးမှဟာဒီညီမနှစ်ယောက်ကတော့ဒီနေ့အရင်ကြောနေတယ်အဲ ဒီညီမနှစ်ယောက်ကတော့ဒါကတော့ဒီလိုဖြစ်သွားပြီးအဒီညီမနှစ်ယောက်ကတော့ဒီလိုပါဆိုပြီးမှကုံချမ်းတွေမတရားအချိန်ပေးရှာနေရတာနှမျောဖို့ကောင်းတယ်နော်အလုံးလုံးနော်ပတ်စံတွေကိုငွေဗာလဲဘလို့ဘလို့လဲအဲ့ဒီတချင်ကဘလို့လဲပတ်စံတွေကိုရေလိုသုံးချင်လားအလုံးလုံးအလုံးလုံးဟုတ်တယ်တကယ် နော်ကျေးဇူးရှင်တို့အဲ့လိုမျိုးပေါ့နော်အပ်တစ်တွေလှုပ်ပြီး line ပေါ်အမြဲတင်ပေးတာကိုကျေးဇူးတင်တယ်ကျင်းချင်းတို့ရောင်းအားကလေကျင်းချင်းတို့ဒီ marketing လောက်တာထပ်ပို့ပြီးတော့မှပေါ့နော်အနည်းဆုံး5စား6စားလောက်တော့ပို့ကောင်းတယ်လူသိပုံများတာအရာကျေးဇူးတင်တာတကယ်ပြောပြမတအောင်ကျေးဇူးတင် social media ပေါ်မှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေအိမ်တွေရွတ်ပြနေတယ်ပြီးရင်ကားတွေကိုထုတ်ချွာနေတယ်ပြီးရင်သူတို့ရဲ့ brand တွေပေါ့နော်80ဒီလိုရှိတယ်ဟိုလိုရှိတယ်ဆိုပြီး80ကိုပြနေတယ်ဆိုရင်မယုံနဲ့တကယ်ချမ်းသာတဲ့သူတွေကတကယ်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများတိမှအရန်စိတ်ပူတယ်ဆွီဒန်လိုမျိုးနိုင်ငံမှာဆိုရင်ကပောင်မှာအရန်ချမ်းသာတဲ့နိုင်ငံတွေပေါ့နော်ဒါဖြိုးဆိုရင်ဆွီဒန်ကိုသွားတော့ကဆွီဒန်နိုင်ငံရဲ့အချမ်းသာဆုံး ိုင်ရှင်ပေါ့နော်အဲ့မှာအချမ်းသာဆုံးလူရဲ့အိမ်ဆိုပြီးတော့ဖြိုးတို့လိုက်ပြတယ်ဒီတိုးစ်ကပေါ့နော်ဖြိုးဖေနဲ့အမေနဲ့ဖြိုးနဲ့တူတူ2019တုန်းကအဲ့ဒီစကန်ဒီနေးဗီးယားကိုခီးသွားတယ်ပေါ့နော်အဲ့ချိန်မှာအဘအယောင်ဆင်းမှမရှိဘူးတလားသူတို့ရဲ့တထေးအိမ်နာပြောတာဘာအယောင်ဆင်းမှမရှိဘူး so what i'm trying to say is တကယ်အရန်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများမသိအောင်တိုးတိုးတိတ်တိတ်နေတယ် မန္တလေးကမမကျင်းတို့မမသေးတို့ hash သွားမယ် hash ကိုခေါ်သွားမယ် agent ပေါ့နော်ချိန်ထားတဲ့ agent သူတို့ထက်ရောက်ကိုအရင်ခေါ်သွားလို့မရဘူးလားအဘယ်လိုလဲဆိုတော့လေမြန်မာနိုင်ငံမှာသွားမဲ့သူတွေလည်းအများကြီးရှိတယ် first time သွားမဲ့သူတွေလည်းအများကြီးရှိတယ်မှန်တယ်ဒီနေရာကိုသွားဖို့ရင်ခုန်နေပျော်နေတယ်အပျော်လွန်နေတယ်ဆိုတာမှန်တယ်ဒါပေမဲ့မသွားနိုင်တဲ့သူတွေကလည်းနည်းနည်းအားနာတင်တယ်လို့ထင်တယ်နေ့တိုင်းကြွားနေကြကြီးကလွန်လွန်အကြီးကြီးလာလို့ လုံးဝတားကြီးလာပြီမသွားနိုင်တဲ့လူတွေမျက်နှာငယ်ရတာဗောသူတို့တွေကနေ့တိုင်းနေ့တိုင်းလေနေ့တိုင်းကြွားလုံးနေထုံနေတာအဆင်ပြေမနေတော့ဘူး hash သွားတာတိတယ်ပျော်တယ်ရင်ကုန်တယ်ပထမတော့ကိုလည်းမူရိတာပွားတယ်ဩသူတို့ပျော်ပါတယ်ဗောအခုကလုံလုံအားကြီးလာပြီနေ့တိုင်းနေ့စဉ်ရဆက်မရောက်မချင်းလေးရင်ပေါ်မတက်မချင်းဟိုမကန်နဲ့မဒီနာကိုခြေမချမချင်းသူတို့မှမပီးနိုင်မစည်းနိုင်သူတို့နှစ်ယောက်ချိတ်ထားတဲ့ agent ရှိလို့ရှင်အဲ့ agent မြင်မြန်ခေါ်ပါပါသူတို့နှစ်ယောက်ကိုအရင်ခေါ်သွားလိုက်တာပို့အဆင်ပြေမယ်လို့ထင်တယ် အခုကတအားကြွားလုံးနေထုံနေကြလေနားထောင်ရတာတိတ်အဆင်မပြေဟုတ်ကဲ့ပါမျိုးတွေရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲမျိုးတွေမှဆိုလို့ရှင်တော့ဒီလိုက်လီစိန်ဆဲရပါတော့ဒီရိုတာစူးစားတဲ့သူတို့မြေတောင်မြတ်ပေးနေတကယ်မှလေးစားဖို့ကောင်းနေပါတော့ဒီလိုက်လီစိန်ဆန်လည်းဒီထက်မကအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါရှင့် အခုကြည့်နေတဲ့အမျိုးကြီးလည်းဘုဟုတရရောင်းပြန်လဲမြောင်လိုက်တာပေါ့နော် live ပေါ်မှာဒီပစ္စည်းတွေဂျင်းထည့်ပြီးရောင်းနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ကြည့်တဲ့အမျိုးကြီးလည်းအလေးခံမထိအောင်လို့ပြန်လဲမြောင်လိုက်တာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်စချက်ကလေးတွေကိုဗီဒီယိုလေးရဲ့အမှ comment လေးတွေပြုရပါရှင့်ဘောဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်ထပ်လည်းမိုးဆက်လီတတိလေးဟာတာဗီဒီယိုလေးဘုဟုတရရက်စာဗီဒီယိုလေးကိုနေ့စဉ်နဲ့ပြသပေးတတ်မှာမို့ဘော channel လေးကို like subscribe နဲ့တောင်းပို့တောက်ပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာတာ